အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဇေယဝင်းဖေဤဝိထုတူများတဲ့မှစမ်းကြဲဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာစမ်းကြဲချစ်တဲ့စိတ်ဟာစမ်းကြဲဆိုတဲ့ရုပ်ရှင်ကားတကာရှိဘူးတယ်လို့ကျွန်တော်ကြားဘူးတယ်ကြည့်တော့မကြည့်ဘူးကြည်ဘူးခြင်လိုက်တာ မမရရကျွန်တော်အသက်20ကျော်လောက်ခရေကကျွန်တော်တငယ်ချင်းတွေအားလုံးလိုလိုပါပဲအချိုးပြောင်းကုန်ကြတယ်။ကောင်မလေးတွေလှတဲ့အကြောင်းပြောပြောလာကြတယ်။တိတယ်မဟုတ်လား။ပထမတော့ရှိုးတိုးရှမ်းတန်းနေပေါ့။နောက်တော့အချိန်တော်တော်များများမှသူတို့အတွက်ကဒါပဲ။အတူကစားဖို့ကစားဘက်ကောင်မလေးတွေကလည်းမယိုးမသားတွေပြောလာတယ်။ကောင်မလေးတွေကလည်းပြောတာဆိုတာကြည်တာအကုန်လုံးလောက်ပါပဲ။သူတို့လည်းပြောင်းကုန်တာပဲ။တိတိတတကျွန်တော်ကကြွားကြနေတယ်။ ကောင်မလေးတွေထွာလာတာကြီးလာတာလှလာတာကျွန်တော်လည်းမသိတာမဟုတ်ဘူးသိပါတယ်ကျွန်တော်တငယ်ချင်းတွေလည်းဘာကြောင့်ဘလို့ဖြစ်ကုန်ကြတယ်ဆိုတာကျွန်တော်နားလည်ပါတယ်ဒါဘာဆန်းလို့လဲတဘာဝပဲဟာဆန်းနေတာကကျွန်တော်ကျွန်တော်လည်းလှတဲ့ကောင်မလေးတွေကိုမြင်နေရတာပဲကြည်လဲကြည်တာပဲလှကြမှန်းလဲသိတာပဲဒါပေမဲ့ကျွန်တော်တငယ်ချင်းတွေလို့မဟုတ်ဘဲဖြစ်နေတယ်မယိုးမယွဖြစ်လာတဲ့သဘောကျွန်တော်မှမရှိဘူးတော့မဟုတ်ဘူးပေါ့ဒါပေမဲ့တိတ်နေနေတယ် တို့ပြောတဲ့ဟိုကောင်မလေးကြိုက်တယ်ဒီကောင်မလေးကြိုက်တယ်ဆိုတာမျိုး ကျွန်တော်မှမရှိဘူးကျွန်တော်တယောက်တည်းကြောင်ကြံနေခဲ့မှာဆိုလို့စူးစမ်းကြည့်သေးတယ်မလွယ်ဘူးမရဘူးကျွန်တော်ကကျွန်တော်တို့တငယ်ချင်းတွေထဲမှာဘေးလူပွဲကြီးပြိတက်လို့ဖြစ်နေတယ်ကျွန်တော် တငယ်ချင်းတွေကိုကျွန်တော်ခင်ပါတယ်တော်တော်လေးတန်ဖိုးထားပါတယ်သူတို့နဲ့လည်းမကြာခဏတွေ့ကျင်နေတာပါပဲဒါပေမဲ့အဲ့ဒီကောင်မလေးတွေကိစ္စမှာစောနေသလားလို့တစ်ခါတစ်ခါထင်မိတယ်ကျွန်တော်ဟာကျွန်တော်တွေးနေတာပါ သူတို့ကတော့ခက်တီတီပဲ14-5နှစ်လောက်စီ ရှိတာတော့ရီစားထားတဲ့ကောင်တော်ထားကုန်ပြီစွန်ကုန်ကြပြီမထားနိုင်သေးတဲ့ကောင်တွေကလည်းတအားကိုကြိုးစားကုန်ပြီကျွန်တော်ကသူတို့အကြောင်းတွေကိုစိတ်ဝင်စားပါတယ်ကိုဟာကိုသာပါဝင်စင်နှွဲလို့မရတာကောင်မလေးတယောက်ယောက်ကိုဇွတ်ကြိုက်ကြည့်ဖို့လှုပ်ကြည့်သေးတယ်မလွယ်ပါဘူးလန့်ကျုပ်ကြီးဥစ္စာကျွန်တော်14-5နှစ်လောက်ရောက်တော့မိမနဲ့ပတ်သက်လို့စိတ်ပြောင်းလာတယ်ဒါပေမဲ့အဲ့ဒါကလည်းအတော်ကွာကြတယ် ကျွန်တော်ကြိုက်တဲ့မိန်းမတွေကနိုင်ငံခြားရုပ်ရှင်ကားတွေကမင်းသမီးတွေဖြစ်နေတယ်။မိကမတ္တမဟုတ်ဘူးနော်။အတော့ကိုကြိုက်တာ။အမှုပညာဘာညာဓာရီကိုမဟုတ်ဘူး။မယိုးမသားစိတ်တွေနဲ့ကိုကြိုက်တာ။ကဲမခက်ဘူးလား။အလွန်မဖြစ်နိုင်တဲ့ကိစ္စပဲ။ဒါပေမဲ့ကျွန်တော်ပြောပြမယ်။မဖြစ်နိုင်တဲ့ကိစ္စတွေကိုဖြစ်နိုင်အောင်လို့စိတ်ကူးပြီးဇွတ်ကိုကိုကိုကျေနပ်အောင်လုပ်လို့ရတယ်ဗျ။နိုင်ငံသားရုပ်ရှင်မင်းသမီးတွေနဲ့နှီးဆက်ဖို့တွေးခွင့်ရဖို့ယင်းနှီးခွင့်ချစ်ခွင့်ရဖို့ ကျွန်တော်အများကြီးဇလန်းတွေဆင်ပြီးတွေးဘူးတယ်ဇလန်းဆင်တာပဲဗျာဘာခတ်တာမှတ်လို့ဒါပေမဲ့အတော်လေးကို နီးစက်အောင် ဖြစ်နိုင်အောင်တွေးရတာနော်ယုတ်ဒီမရှိတဲ့ဇလန်းနဲ့ဇွတ်တွေးပေးလို့မရဘူးအဲ့လိုဆိုရင်ဖီလင်မလာဘူးဥပမာကျွန်တော်ရဲ့ဟိုဘဝကတငယ်ချင်းကဇော်ကြီးဖြစ်နေပြီးသူ့တကိုးနဲ့မာရီလင်မွန်ရိုးကိုကျွန်တော်အိမ်ပို့လိုက်တာဖြုံးကနေရောက်လာတာမျိုးအဲအဲ့ဒါမျိုးတော့မရဘူးဖီလင်မလာဘူးကျွန်တော်တွေးတဲ့ဇလန်းတွေကတော့အများကြီးပဲထားပါ အရာတွေကိုပြောပြနေလို့ဘယ်ဖြစ်မလဲတိတ်များမယ်အဲ့ဒီထက်ွားကြတာတွေရှိသေးတယ်ကျွန်တော်ကငငယ်ကလေးကဝိထုတွေဘာတွေတော်တော်ဖတ်တယ်အဲတခါတလေဝိထုတွေကဇက်လိုက်မင်းသမီးကိုကြိုက်တဲ့ပြန်ရောဗျာအဲ့ဒါကတော့နိုင်ငံသားရုပ်ရှင်မင်းသမီးကိုစိတ်ကူးယဉ်မိတာထက်စိုးတယ်ဗျဇာရေးဆရာကစိတ်ကူးယဉ်ပြီးဖန်တီးထားတဲ့ဇက်ကောင်ပဲဘလို့လို့အပြင်မှာရှိနိုင်ပါလေဒါကိုလည်းကျွန်တော်သတိရှိပါတယ်ဒါပေမဲ့အဲ့ဒီမိမတွေကိုဆွဲလန်းနေတတ်တယ်ဗျာမြင်လဲမြင်ရောင်နေတယ် ကြိုက်လဲကြိုက်နေတတ်တယ်အဲ့ဒါကတော့ကျွန်တော်အတွက်အခက်ဆုံးပြဿနာပဲပြဿနာတွေလို့ပြောတာနော်ကျွန်တော်ပြောသလိုနိုင်ငံခြားရုပ်ရှင်မင်းသမီးတွေဝိတ္ထုတွေကမင်းသမီးတွေကိုကြိုက်ခဲ့ပြီလို့ကျွန်တော်မှဘာမှဝင်တော့ဝင်ဖို့ကြီးကြီးကျယ်ကျယ်မဖြစ်ခဲ့ပါဘူးကျွန်တော်နောင်နာလဲမရမိပါဘူးအပင်ပန်းလဲမကြီးပါဘူးတခုတော့ရှိတယ်ကျွန်တော်ငငယ်ကလေးကတခုဆိုတခုစိတ်ဝင်စားလာရင် စိုက်စိုက်သွားတတ်တယ်စစ်တူရင်အကြောင်းစိတ်ဝင်စားတော့ကဆိုရင်စာအုပ်တွေစုဖက် မေးစဉ်းစားလိုက်ကြည့်အတော့ကိုရှုပ်ကုန်တယ်အခြေခံအားဖြင့်ဘယ်သဘောတွေရှိတယ်ဆိုတာလည်းသိရောကျွန်တော်ဟာကျွန်တော်ရက်သွားတယ်အဒီနောက်ကြပြာဝိညာဉ်ကြပြာလိပ်ပြာဆိုတာတွေကိုစိတ်ဝင်စားပြန်တယ်မေးရမြန်းရရှာရဖွေရဖက်ရပြူရနဲ့ကိုဟာကိုစဉ်းစားနေရတာတွေကလည်းအများကြီးပဲဘာပဲဖြစ်ဖြစ်ကျွန်တော်ပျော်ပါတယ်ကျွန်တော်တက္ကသိုလ်ဆရာတော် extraction ဆိုတာကိုစိတ်ဝင်စားလာတယ် extraction ဆိုတာဘာလဲလို့မြန်မာလိုမရှင်းရင်ဘူးဗျာ ပြည့်ပြည့်စုံစုံမရှင်းမိရင်ပို့ပြီးရှုပ်ကုန်မှာဆိုးလို့ပါ လောကကြီးမှာ extraction တွေက နေရတကားပါပဲပုံစံအမျိုးမျိုးနဲ့ပေါ်ပေါ်လာတယ်ကုန်းနဲ့စုံနယ်ကိုမရှိပါပဲလားစကြဝဠာကြီးတစ်ခုလုံးကလည်း extraction ပါပဲ extra မျက်မှန်တက်လိုက်တာကို extra မျက်မှန်တက်လိုက်တဲ့အတွက်ဝင်းကနေလင်းကနေဖြစ်သွားတာရှိသလိုမဲသွားမှောင်သွားပိတ်သွားတာတွေလည်းရှိတယ်နော်ဒီထဲမှာပဲ semi extra ဆိုပြီးနှစ်ကုန်းတကောကလည်းပါသေးတယ်ဘာပဲပြောပြော ိတ်စိတ်ဝင်စားစရာကောင်းတာတော့အမှန်ပါပဲကျွန်တော်လည်းအဲ့ဒီထဲမှာနစ်နေပါတယ်ဒါပေမဲ့ကျေနပ်ပါတယ်ပျော်တယ်ကျွန်တော်တက္ကသိုလ်ဒုတိယနှစ်ရောက်တော့ဂျယ်နီကိုတွေ့တယ်သူ့နာမည်ကဂျနီဖာကြည်ဝင်းပါအတူကောက်ကဂျယ်နီပေါ့နေအိုးတွေ့ကြပုံကိုပြောပြအောင်မယ်သူနဲ့စားတွေ့ကြတာကတိတ်ရိုးတယ်ဒါပေမဲ့ဗျောင်းပြန်ကြီးလိုပဲတက္ကသိုလ်စာကြည့်ရရဲ့ရှိမြောက်ဖက်နားခက်ကြကြမှာကျွန်တော်ရက်နေတော့ရှင်ကိုကျော်မိုးမဟုတ်လားတဲ့ ်သူကလာမေးတာကျွန်တော်ကဟုတ်ပါတယ်ပေါ့ဒီတော့သူကဗလာစာအုပ်တအုပ်ကိုကျွန်တော်ပေးရင် ရှင်းစာအုပ် library ထဲကစပွဲပေါ်မှာတွေ့ခဲ့လို့ယူလာခဲ့တယ်တဲ့ကျွန်တော်ကြည့်လိုက်တယ်ကျွန်တော်စာအုပ်မဟုတ်ပါဘူးစာအုပ်ဖုံးပေါ်မှာတော့ကြော်မိုးလို့ရေးထားတာမှန်တယ်ဒါပေမဲ့ကျွန်တော်စာအုပ်မဟုတ်မှန်းကိုကျွန်တော်သိပါတယ်စာအုပ်ကြားမှာလည်းတီးခြားစာရွက်ခေါက်တစ်ခုညှက်ထားတာသိတာနေတယ်ကျွန်တော်အမြန်တွေးမိတယ်ဘလို့လဲ ီနီးကခက်ချာချာအကောင်တွေရီးစားစားပေးတယ်နီးပဲဘဲနဲ့ကြောင့်ဒီမိန်းကလေးကဒီလိုလာလောက်ရတာလေဒါပေမဲ့ကြာကြာတွေးနေလို့မဖြစ်ဘူးမိန်းကလေးရှက်သွားမှလည်းငှက်ရသေးတယ်ကျွန်တော်စာအုပ်ကိုယူပြီးကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်သူလည်းခက်တီတီပဲကျွန်တော်နဲ့မနီးမဝေးမှတွားရက်နေတယ်တယောက်ယောက်ကိုစောင့်နေတာထင်ပါရဲ့ကျွန်တော်ဆက်တွေးလို့ရပြီဒီကိစ္စကိုဘယ်နဲ့လုပ်မလဲမိန်းကလေးကစရမှလားရှင်ဘာညာဆိုတဲ့ခက်လေမဟုတ်မှလွယ်ရော ဒီကောင်မလေးကျွန်တော်ကိုကြံပြီးထင်တယ်။သူ့ကို ဖြတ်ကနဲလှမ်းကြည့်လိုက်တယ်။တော်တော်တော့လှတာပဲ။သူကကျွန်တော်ကိုကြောပေးတာလည်းမဟုတ်ဘူး။ကျွန်တော်ဘက်တိတိတတကြီးလှဲ့နေတာလည်းမဟုတ်ဘူး။ကျွန်တော်ဘက်ကိုခက်ဆောင်းဆောင်းကလေးရက်နေတာ။ကဲကြည့်လေ။ကျမအရှိကတော့ဒါပဲဆိုတာမျိုး။ကျွန်တော်ကို ကြည့်နေတာမဟုတ်တော့ကျွန်တော်ကလည်းကြည့်တာပဲ။အရင်အမောင်းကအားလုံးပြည့်ပြည့်တယ်။အသားကြီးကလည်းတိတ်ဖြူဖွေးနေတာကြီးမဟုတ်ဘူး။ညိုကြောလည်းမဟုတ်ဘူး။ လွယ်လွယ်ပြောရရင်မဖြူမညူပေါ့ဗျာမျက်နာလေးကတိတ်ချောလှတယ်လို့ပြောလို့မရဘူးသပင်ရှည်နဲ့ဒါပေမဲ့အရေးကြီးဆုံးကသူ့မျက်နာလေးကစိတ်ဝင်စားစရာကောင်းတယ်ချစ်စရာကောင်းတယ်ကျွန်တော်ချစ်မိပြီဗျာဒါပဲသူပေးခဲ့တဲ့စာအုပ်ကြားကစာကိုတတိယပြန်နေထုတ်ဖက်ကြည့်ကြလာပြီမဟုတ်သေးပါဘူးသူမြင်သွားရင်ဘယ်ကောင်းမလဲတိတ်လဲတည်ကျင်နေပြီကျွန်တော်စာကြည့်ရရဲ့မြောက်ဖက်ကိုထွက်ခဲ့တယ်သူမမြင်ွယ်ရဘက်ပေါ့ အဲ့ဒီမှာကျွန်တော်စာအုပ်ကြားကစာကိုထုတ်ဖတ်ဖို့လုပ်တယ်။မဖတ်ခင်မှာနောက်တစ်ချက်လှည့်ကြည့်မိလို့တော်သေးတာပေါ့။သူနဲ့သူ့တငယ်ချင်းတယောက်ကျွန်တော်ရှိရာကိုလာနေကြတယ်။တခါမှမခုံဘူးသေးတဲ့ကျွန်တော်ယင်ဟာဒုံဒုံခုံနေတယ်။ကျွန်တော်ကပြုံးပြီးခေါင်းငိတ်နှုတ်ဆက်တယ်။သူကလည်းပြုံးပြပြီးကျွန်တော်ကိုဖြတ်ကျော်သွားတယ်။ကျွန်တော်သူ့ကိုချစ်သွားပြီဗျာ။တိတ်တေကြတယ်။စာအုပ်ကြားကစာကိုတိတ်ဖတ်ခြင်းနေပြီးလက်ဖက်ရည်ဆိုင်ဘက်ကိုထွက်ခဲ့တယ်။ အဲ့ဒီမှာလဲထုတ်ဖတ်ဖို့စိတ်မလုံဘူးတငယ်ချင်းတွေလာမှာလဲလန့်နေတယ်တနီးနီးနဲ့သူမြင်သွားရင်လဲမကောင်းဘူးအတန်းမရှိတဲ့အခန်းတစ်ခုတည်းတွားရရင်ကောင်းမလားမနှိပ်ပါဘူးရှုပ်တယ်ရွှေဘူဆောင်ကကိုစောထေးအခန်းကိုတွားလိုက်တယ်တော်သေးတယ်သူတို့ကအပြင်ထွက်ကြတော့မလို့ဒါဆိုအန်ကြပဲတော့ယူထားလိုက်တယ်သူတို့လဲတွားရောကြပြကြရအခန်းတကားပိတ်ပြီးစာကိုထုတ်ဖတ်တော့ကြပြတွေရေးထားတာဖြစ်နေတယ်တော်တော်ရှိတယ် သိပ္ပံပညာရဲ့တိုးတက်ရှုပ်ပွေမှုတွေနဲ့လူဘဝအတိတ်ပဲကိုစောကြောထားတယ်။လက်ရည်ကယောက်ျားလက်ရည်ဘာမှမဆိုင်ဘူး။ဘာမှမင်းကလေးကစရာတွေပါတွေမဟုတ်ဘူး။သူ့ဟာသူဗလာစာအုပ်ကောက်ရလို့ရိုးရိုးတသားလာပေးရှာတာပဲ။စာအုပ်ကယူပဗေဒာမှတ်စုစာအုပ်။ကြော်မိုးကယူပဗေဒာကကြော်မိုး။ကျွန်တော်ကစိတ်ပညာကကြော်မိုး။ကျွန်တော်စိတ်နဲ့ကျွန်တော်ရှက်လိုက်တာဗျာကျွန်တော်နဲ့ကျွန်တော်နဲ့ရှက်နေတာပြောတာဒါဘေးလူမပါသေးဘူး ကျွန်တော်ဘဝမှာအဲ့အမျိုးတွေကတော်တော်များတယ်ကျွန်တော်နဲ့ကျွန်တော်ကိုဟာကိုညင်းခုံထောက်ခံဆန့်ကျင်ချီးမြှောက်ရှုပ်ချရှုပ်နေတတ်တယ်ကျွန်တော်မှာကကပြသူလဲကျွန်တော်ပြိတက်လဲကျွန်တော်ဖြစ်နေတတ်တယ်ကျွန်တော်ဟာကျွန်တော်ရေးတောက်ပြီးဘလို့တောက်နေတယ်ဆိုတာကိုကျွန်တော်ဟာကျွန်တော်ဘေးကပြန်မြင်နေတတ်တယ်ထွေထွေထူးထူးမဟုတ်ပါဘူးကျွန်တော်တွေးကြည့်မြင်ကြည့်တတ်တာကိုပြောတာပါကူလဲရီဝယ်ဖြစ်အောင်တွေးနေလုံနေမိတာလဲကျွန်တော်ပဲတိတာလဲကျွန်တော်ပဲရှက်တာလဲကျွန်တော်ပဲ ကိုကိုကိုဟားပြစ်လိုက်တယ်ပြီးရောကျွန်တော်ယူပဗေဒကကိုကြုံမိုးကိုစိတ်လိုလဲရလိုက်ရှာပြီးသူ့စာအုပ်ပြန်ပေးလိုက်တယ်ဘာလို့လဲမသိဘူးအဲ့ဒီစာအုပ်ကို library ထဲကဇပွဲပေါ်မှာကျွန်တော်ကိုယ်တိုင်ပဲတွေ့ခဲ့တဲ့အနေနဲ့ပြောပြီးပေးခဲ့မိတယ်သူကလူမှားပြီးလာပေးသွားတာကိုမပြောတော့ဘူးအဲ့ဒီကအပြန်မှာကျွန်တော်ဖြတ်ကနေစဉ်းစားမိတယ်သူကျွန်တော်နာမည်ကိုဘယ်လိုလုပ်သိနေတာလဲ ဒါပေမဲ့တိတ်တိတိကြကြကြီးတော့ဟုတ်ဟန်မတူဘူး။ယူပါဗီရာကကြော်မိုးနဲ့စိတ်ပညာကကြော်မိုးလွဲနေတယ်။ဘာပဲဖြစ်ဖြစ်သူကျွန်တော်ကိုသိနေတယ်။ဘလို့ပြောရမလဲ။ကျွန်တော်ရင်ထဲမှာနှွေးသွားတယ်။ဘလို့ကြီးမန်းမသိဘူး။မီရှူမီပန်းတွေဝင်းလက်သွားတာကိုပဲမြင်လိုက်ရတယ်လို့လို့နေအောင်ကြီးမှာပြိုးပြိုးပြက်ပြက်လှနေတတ်တဲ့ရွက်နှုပန်းပွင့်ပန်းဖူးလက်ပြလေးတွေကိုပဲမြင်လိုက်ရတယ်လို့လို့ရုတ်တရက်လူကကြပြားများဆန်သွားလေသလား။အဲ့ဒီနေ့ နေ့လယ်ပိုင်းတစ်ခုလုံးကျွန်တော်သူ့ကိုလိုက်ရှာတယ်မတွေ့ဘူးညနေပိုင်းရောက်လို့စိတ်လျှော့လိုက်တော့မှဘတ်ကားဂိတ်မှာတွေ့တယ်။ဩဘတ်နဲ့ပြန်ရရှာမှာကိုအဖော်လဲမပါဘူး။ Okay ပဲ။သူ့ဘမနေတယ်ဆိုတာကိုတော့သိရအောင်နောက်ကလိုက်ကြည့်မှာပဲ။ဘတ်ရှေ့ဘောက်ကတူတက်ကျွန်တော်လည်းအပြေလွှာသွားဘတ်နောက်ဘောက်ကတက်လိုက်တယ်။ သူစင်းတော့ကျွန်တော်လဲစင်းကျွန်တော်နောက်ရောက်ခံပြီးလိုက်လာတာကိုသူမသိရှာဘူးသူကျွန်တော်ကိုမမြင်ဘူးကျွန်တော်ကပဲမြင်နေရတယ်ကြည်နေရတယ်ကျွန်တော်ကြည်နေတယ်သူကျွန်တော်ကိုအကြံဖန်လောက်တာမဟုတ်ဘူးဆိုတာသိပြီးတဲ့နောက်သူ့မျက်နှာလေးကပိုပြီးကြည်လာတယ်ကျွန်တော်သူ့ကိုပိုချစ်လာတယ်တူတူပဲပြောကြပါစို့သူတို့နေတဲ့အိမ်ကို ကျွန်တော်တိခဲ့ပါတယ်ဝန်ထမ်းတွေကို ပေးတဲ့နှစ်ထပ်တိုက်ခန်းတွေပဲသူတို့ကအောက်ထပ်ဒေါင်ခံ ျွန်တော်အဲ့ဒီတိုက်ခန်းနဲ့နည်းနချင်းဆိုင်မှာရှိတဲ့လက်ဖက်ရည်ဆိုင်မှာအတော်ကြောင်ထိုင်ပြီးသူတို့တိုက်ခန်းကိုကြည့်နေသေးတယ်။အိမ်ထဲမှာသူတွာလာလှုပ်ရှားတာတွေကိုစိတ်နဲ့မှန်းပြီးမြင်နေတယ်။ကုံကုံပြောမယ်။သူရေချိုးဖို့ပြင်နာစင်နာကိုတောင်ကျွန်တော်မြင်ရောင်နေ။ဒါပေမဲ့အဲ့ဒီထက်လွန်ပြီးစိတ်ကိုရှေ့တိုးလို့မရဘူး။သူနဲ့ပတ်သက်ရင်မတန့်ပြန်တဲ့အတိုင်းအတာအထိတွေးလို့မရဘူးကျွန်တော်သူ့ကိုတန့်တန့်ရှင်းရှင်းနဲ့အလွန်တန်ဖိုးထားပြီးချစ်နေမိတာကိုသတိထားမိတယ် နောက်နှစ်ရက်တိတိကျွန်တော်သူ့ကိုကြောင်းမှရှာတယ်မတွေ့ရဘူး။ဒါနဲ့ညနေဘက်မှာသူတို့နေတဲ့တိုက်ခန်းကိုလက်ဖက်ရည်ဆိုင်ကနေထိုင်ပြီးတွားကြည့်တယ်။တိတ်ကိုကောင်းတဲ့ feeling ရတယ်။သူ့ကိုမမြင်ရမတွေ့ရပါဘူး။ဒါပေမဲ့ကျွန်တော်စိတ်အမြင်မှာတော့အကုန်မြင်နေရတာပဲ။သူတွားနေမှာလာနေမှာထိုင်မှာထမှာ စားမှာတောက်မှာစကားပြောနေမှာအားလုံးပဲ။သူမိသားစုပုံတွေကိုတော့ကျွန်တော်စိတ်အာရုံနဲ့ဖန်ပြီးကြည့်တယ်။စေတနာကတန်နေတော့ ူးမိဘများကလည်းကျွန်တော်စိတ်အာရုံထဲမှာစက်တရီရှိကြတယ်ဗျာသဘောတကာရကလည်းကောင်းကြတယ်ယဉ်ကျေးတဲ့အမှုရာနဲ့တာယာအေးငိမ့်တဲ့အတန်တွေရှိကြတယ်သူ့မှာယဉ်ကျေးတဲ့မောင်ငယ်တယောက်တော့ရှိမယ်လို့ကျွန်တော်ထင်တယ်ဘာကြောင့်ရေတော့မပြောတတ်ဘူးသူ့မိသားစုကိုအဲ့ဒီလောက်ပဲရှိမယ်လို့ကျွန်တော်တွေးတယ်သူတို့အိမ်မှာခိုင်းတဲ့အခိုင်းစီတောင်ကျွန်တော်တွေးတဲ့အထဲမှာမပါဘူးယိုယိုရှင်ရှင်ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတဲ့မိသားစုအဖြစ်ကျွန်တော်စိတ်မြင်မြင်နေတယ်ပြီးတော့ အဲ့ဒီအတွင်းနဲ့ပဲတိတ်ကျေနပ်နေတယ်၃ရက်မြောက်နေ့နဲ့၄ရက်မြောက်နေ့တွေကကြောင်းပိတ်တယ်ဒီတော့အဲဟိုလက်ဖက်ရည်ဆိုင်မှာညနေပိုင်းသွားထိုင်သူတို့တိုက်ခန်းဘက်လှမ်းမြော်ကြည့်ကျေနပ်ပြီးကြည့်ဖြစ်ဒါပဲပေါ့၅ရက်မြောက်နေ့မှာကြောင်းပြန်တက်ရတယ်ကျွန်တော်အစိုးကြီးကလေးကကြောင်းကိုထွက်လာတယ်နေ့လယ်ပိုင်းအတန်းအားရင်အားတယ်လို့ကျွန်တော်သူ့ကိုရှာတယ်မတွေ့ရဘူးမတွေ့ရလေတွေ့ခြင်းလေပါပဲ သူ့မျက်နာလှလှလေးကကျွန်တော်စိတ်အာရုံထဲမှာဓာတ်ပုံရိုက်ထားတာလို့ပြက်ပြက်ထင်ထင်မှတ်မိနေပါတယ်။ဒါပေမဲ့သူ့ကိုမြင်ရင် တွေ့ကျင်တယ်ဗျာ။အဲ့ဒီနေ့အထိသူ့နာမည်ဂျဲနီဆိုတာကျွန်တော်သိသေးတာမဟုတ်ပါဘူး။အဲ့ဒီနေ့ညနေက ကျွန်တော်အိမ်ဆောင်ရမယ့်တာဝန်ကြတယ်။သူတို့အိမ်ခန်းကိုတွားမြော်တဲ့အလုပ်ကိုကျွန်တော်မလုပ်နိုင်ဘူး။ဒီတော့လဲဂီတာကိုကောက်ကင်ပြီးအပေဂျီယိုလေးတွေခောက်ရင်းတချင်းဆိုကြည့်တယ်။တိတ်ကိုရတာရှိတယ်။ကျွန်တော်အတန်က AB ညက်နေတယ်။ ဒါတောင်စာသားကကျွန်တော်အဖြစ်ကိုတက်တက်ကြီးဖော်ကျူးနိုင်တဲ့စာသားမဟုတ်သေးဘူး။နှက်မလေးအတွက်နှက်ထီးကလေးကတေးကျူတဲ့အခါရှင်းလင်းကြည်လင်တဲ့အာယုံနဲ့ feeling အပြည့်နေမှာပဲ။ကျွန်တော်နားလေသွားတယ်လို့လို့ဖြစ်မိတယ်။၆ရက်နေမှာသူနဲ့တွေ့ရတယ်။ကြောက်မှာပဲ။ကျွန်တော်ရှာလို့တွေ့တာမဟုတ်ပါဘူး။သူကလာပြီးနှုတ်ဆက်တာ။အဲ့ဒီတော့မှ သူနဲ့ကျွန်တော်နဲ့မိတ်ဆက်ကြရတာ။အဲ့ဒီမှာမှသူ့နာမည်ဂျနီဖာဂျီဝင်းဖြစ်တဲ့အကြောင်းသိရတာ။သူ့ကိုဂျယ်နီလို့ပဲခေါ်ပါတဲ့။ သူကဘာမစ်မေဂျာကပဲတာဝန်ကြီးဘာမစ်မဟုတ်ဘူးတကယ်ကိုဘာမစ်စကောလာဖြစ်ချင်လို့စူးစမ်းနေတာပဲကျွန်တော်ဝမ်းသာလိုက်တာကျွန်တော်တို့နှစ်ယောက်အဲ့လိုတွေးကြပြောကြရတာလေးကခဏလေးပဲသူကတိတ်မအားဘူးကြေးရလွှားရအောင်မှဖြစ်နေတယ်တွားပါတွားပါတွားเสียရရှိရင်တွားရမှာပေါ့နောက်ရက်တွေလဲတွေ့နိုင်ကြသေးတာပဲအဲ့ဒါကတော့မဟုတ်ဘူးဗျနောက်ရက်တွေမှာသူနဲ့မတွေ့ရတာပဲများတယ် တွေးလိုက်မြင်လိုက်ရရင်လဲအဝေးကြီးကလှမ်းမြင်လိုက်ရတာသူကမအားကိုကမအားဖြစ်ဖြစ်နေတဲ့သဘောပါပဲမှန်မှန်လုံနိုင်တာကညနေပိုင်းတခါတလေညပိုင်းတွေမှာအဲဟိုလက်ဖက်ရည်ဆိုင်လေးကနေပြီးသူတို့နေတဲ့အိမ်ကိုလှမ်းမြော်ကြည့်ပြီးအလွမ်းဖြေရတာပဲရှိတယ်အဲ့လိုတွားတွားကြည့်ပင်မဲ့သူ့ကို အထွက်အဝင်လောက်တာတခါမှမမြင်ရပါဘူးဗျာအိမ်ထဲကလူရိပ်လူချေလှုပ်တာရှားတာလောက်ပဲမြင်ရတာပါပဲကျွန်တော်အတွက်ကတော့အဲ့ဒီလောက်မြင်ရရင်ကိုလုံလောက်တယ်လို့ဖြစ်နေတယ် တခါကတော့သူတို့အိတ်ခမ်းတွေကမုံမုံရီရှိတဲ့လူကြီးတယောက်ကထွက်လာတယ်။ဂျယ်နီဖခင်ကြီးနေမှာပေါ့။လမ်းဖြတ်ကူးလာတယ်။ကျွန်တော်ထိုင်နေတဲ့လက်ဖက်ရည်ဆိုင်မှာ secret လာဝယ်တာ။နှစ်ရာတန်ကိုလက်ဖက်ရည်ဆိုင်ကပြန်အမ်းဖို့ရုတ်တရက်နည်းနည်းအခက်အခဲဖြစ်နေတယ်။ကျွန်တော်ချက်ချင်းပဲထသွားပြီးကျွန်တော်မှရှိတဲ့ဆယ်တန်တွေ45ချက်တန်တွေနဲ့လဲပေးလိုက်တယ်။အဲ့ဒီလူကြီးကကျေးဇူးတင်ပါတယ်တဲ့။ကျွန်တော်ကိုပြောသွားတယ်။ကျွန်တော်တော်တော်ကိုကျေနပ်ပြီးပြောသွားတယ်။ တညက်နေမှာတော့ကျွန်တော်ပြန်တော့မလို့လက်ဖက်ရည်ဆိုင်ကအထွက်မှာဂျင်နီတို့အိမ်ထဲကမိမကြီးတယောက်ထွက်လာတယ်။ပေပိန်ပါပါဆိုပေမဲ့ချိုတာတိမ်မွေ့တဲ့ရုပ်ရည်ရှိတယ်။အဝေးလျှော်တဲ့ဆက်ပြချောင်း50ချောင်းကိုစက်ကူနဲ့ပတ်ပြီးပွေလာတယ်။အဲ့ဒါကတော့တေးကြတယ်။ဂျင်နီအမိပဲဖြစ်မယ်။ကျွန်တော်သူ့နောက်မလန်းမကန်းကလိုက်သွားတယ်။ဂိုက်တရာလောက်သွားမိတော့သူပွေလာတဲ့ဆက်ပြချောင်းတွေရုပ်ရည်ရဲ့ရှော့ကြကုန်တယ်။ကျွန်တော်ချက်ချင်းပြေးသွားပြီးကောက်ပေးကူညီလိုက်တယ်။ အတော်ကြီးကကျေးဇူးတင်ပါတယ်ကွယ်တဲ့တိတ်ကိုတိမ်မွှေးတဲ့အတန်ပါဗျာဂျယ်နီတို့အိမ်ကလူငယ်လေးလဲလက်ဖက်ရည်ဆိုင်ကိုလာတာတွေ့ဘူးတဲ့ဂျယ်နီမောင်လေးကဂျယ်နီနဲ့တော့တိတ်မတူဘူးမအေးတူဖြစ်ဟန်တူတယ်သူ့ကိုလည်းမီးချင်းမရှိလို့ကျွန်တော်ကကျွန်တော်မီးချင်းနဲ့တကူတကချစ်ပေးပြီးကူညီခွင့်ရလိုက်တယ်သူကလည်းကျွန်တော်ကိုကျေးဇူးပဲတဲ့ဂျယ်နီဝင်ထွက်သွားလာတာကိုသာမတွေ့ရမမြင်ရတာသူ့ဖခင်ရောသူ့မိခင်ရော သူ့မောင်ကလေးကိုရောကျွန်တော်နောက်ပိုင်းမှာခဏခဏတွေ့ရပါတယ် ပြုံးပြုံးရည်ရည်နဲ့နှုတ်ဆက်ကြရတယ်အဲ့ဒါမျိုးကဘာလိုလိုနဲ့တလားလောက်ကြတယ်တနေ့ဂျယ်နီနဲ့အเจ้าမှာတွေ့ပြန်တယ်ခဏပါပဲဒါပေမဲ့ကျွန်တော်ကကျွန်တော်တို့အိမ်နာရောက်တဲ့အကြောင်းဖွင့်ပြောမိတယ်ဂျယ်နီကဟုတ်လားတဲ့ဒါပေမဲ့အဲ့ဒီအိမ်ကန်းကနေပြီးတို့အင်းစိန်ဘက်ပြောင်းသွားတာတလားလောက်ရှိပြီတဲ့ကဲအဲ့ဒါပြောပြီး तू လဲအတန်းထဲဝင်သွားတယ်အင်း တလားလောက်ကျွန်တော်ជីជីနူးနူးနဲ့ခံစားခဲ့ရတဲ့အဖြစ်တွေကိုပြန်ပြီးတွေးမိတယ်အတော်လေးရည်စရာကောင်းနေပေမဲ့ကျွန်တော်နည်းနည်းမှဝမ်းမနည်းမိပါဘူးကျွန်တော်ကျေနပ်တယ်ဗျာနားစင်ခံစားပေးကြပါတော့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ